အားသောဝါနာရှိညိုမော်တော်များလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာဂျွန်လ23ရက်နေ့နောက်ဆုံးရအာဆီယံမနက်ခင်းသတင်း၄ပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ် TikTok YouTube Facebook ကကြည့်ရှုသူများအားလုံးပဲမင်္ဂလာပါခင်ဗျာ YouTube မှာဦးစားပေးကြည့်သူတိုင်းအောင်လဲကျေးဇူးတင်ပါတယ် ပထမဆုံးတင်းတပုတ်ကတော့ဒါသတင်းထောက်6 Watts ဖော်ပြထားတဲ့ Arsenal ကိုလာတဲ့လမ်းမှာကြန့်ကြာနေခဲ့တဲ့ Martin Zuman ကြီးနဲ့ပတ်သက်ပြီးတော့ဖော်ပြပေးသွားမှာပါ Martin Zuman ကြီးနဲ့ Arsenal ကြားလက်ရှိချိန်ထိကြန့်ကြာနေခဲ့ရတဲ့အကြောင်းရင်းက Arsenal နဲ့ Real Sociedad ကြားထဲမှာလုပ်ထားတဲ့ Gentleman Agreement တစ်ခုကြောင့်အဲ့ဒါကဇူလိုင်လတွင်းကျတော့မှပဲ Bandai နှစ်တစ်တဲ့ကိုကစားမအထွက်ပြကျင်တာဖြစ်တဲ့အတွက် Zuman ဒီကိစ္စကိုအဲ့ချိန်ထိ Arsenal ကစိုင်းပေးထားတာအခုဆိုကစားမလန်ဒန်လဲရောက်ပြီး Arsenal ီ trainee တွေမှာလည်းသူလျှောက်ပြီးတော့သွားပြီးသွားပြီးတချို့တော်တော်များစာယူစာတန်းကိစ္စအားလုံးနဲ့လုပ်ပြီးသွားပြီးကစားသမားအာဆင်နယ်စီရောက်ပြီဆိုတော့တလောကလုံးသိရဒါပေမဲ့အာဆင်နယ်နဲ့ဇူယီမန်တီ real society ကြားထဲမှာတိမ်ဝင်ထုတ်ပြောလို့မရသေးတာက2025 2026ဘောလုံးရာသီတဲကိုဘတ်ဂျက်ထည့်ချင်တာဖြစ်တဲ့အတွက်ဆိုစီတက်တို့ကကစားသမားကိုဇူလိုင်ပထမဘက်ကျတော့မှပဲမိတ်ဆက်ဖို့အတွက်တောင်းဆိုထားတယ်အဲ့အတွက်လည်းအာဆင်နယ်နဲ့အပေးယူတစ်ခုအနေနဲ့အာဆင်နယ်ကပထမဒီယူရို60လောက်ပဲတန်တဲ့ကစားသမားကိုစာချုပ်ဖြတ်သိမ်းခြင်းတော့အဲ့ဒါကိုမှနောက်ထပ်ယူ ူကို၅သန်းပို့ပေးလိုက်တယ်ပေးချင်လို့ပေးရတော့မဟုတ်ဘူးယူကိုတန်း60ဆိုလို့ရှိရင် payment structure ကသူတို့တစ်ကြိမ်နဲ့ပေးရမလား၂ကြိမ်နဲ့ပေးရမလားဆိုတာအမောက်တော်တော်ကြီးသွားမှာဒါပေမဲ့အာဆင်နယ်တို့ကနောက်ထပ်ယူ၅သန်းပြစ်ပေးလိုက်ပြီးတော့ယူကို65သန်းတန် package ကို installment payment သူတို့၃ကြိမ်၄ကြိမ်ဆိုတဲ့ပုံစံမျိုးဆွဲပလိုက်တယ်အဲ့အတွက်အာဆင်နယ်တင်းနဲ့တစ်နှစ်ကိုပေးရတဲ့ payment structure ကတော့နည်းသွားတယ်အမောက်နည်းသွားတာဖြစ်တဲ့အတွက်အာဆင်နယ်ကဒီ budget ကာလမှာဒီကစားသမားအတွက်ဘယ်လောက်ပဲကုန်မှာလဲဆိုပြီးတော့ဒီ FFP rule နဲ့ဝိုးဝေးမှာပြန်ပြီးတင်ပြလို့ရသွားတယ်။အဲဆိုတော့26နှစ်ရဲ့စပိန်သားတော့အာဆင်နယ်နဲ့9နှစ်စာချုပ်ချုပ်မယ်။စီးရီဘာကြီးလည်းအားလုံးစစ်ပြီးသွားပြီ။ official signing ထုတ်ပြီးတော့ဂျာစီကိုလိုင်ကိုဟိုပဲကျန်တော့တဲ့အဆင့်ပဲရောက်တော့တယ်။အဲတော့တော်များတော့ပြောတာပေါ့လေ။ဟိုမေလာတုန်းကလည်း Hiwi ကို Martin Suimanti ဂျွန်လမှာလည်းဟီဝီကိုမာတင်ဆူမန်နီအခုလည်းဇူလိုင်ပထမဘက်မှာဟီဝီကိုမာတင်ဆူမန်နီဖြစ်ပေကျွန်တော်တို့မြင်တွေ့ရဖို့ရှိတယ်။ဂျားထဲမှာတော့ surprise ဆိုပြီးဘလို့ကစားသမားတွေခေါ်သွားမှလည်းမသိဘူး။ဒါပေမဲ့ငိုင်းမီနေတဲ့ဘုံဖွဲ့စီကတော့ကျွန်တော်တို့အများကြီးမျှော်လင့်လို့မရဘူးဆိုတော့ဒီကုံဆုံးသွားတဲ့ဂျွန်လကပဲတဖြည်းဖြည်းနဲ့တက်တည်ပြလာပြီးပြောလို့ရပါဘောလေ။အဲ့တော့ဒီကစားသမားတော့ကြံခဲ့တဲ့ဘောလုံးရာသီမှာ ဆိုစီတက်တက်48ပွဲပြိုင်ပွဲစုံမှာဆော့ထားတယ်။နှစ်ကိုသမီးတစ်လုံးပိုင်ထားတယ်။ရီယက်ဆိုစီတက်တက်ပွဲပေါင်း236ပွဲကစားထားတယ်။ဆယ်ကိုသမီးကိုလုံးပိုင်ထားတယ်။တကယ့်ကိုကွင်းလယ်ခန်းစစ်ကစားမပေါ့လေ။အဝါက48ကတ်ထိထားပြီ။သူ့ရဲ့ကစားမဘွားမှာဒီပရိုကစားမဘွားဆိုစီတက်ကစားမဘွားမှာလုံးဝအနီးကပ်မထိထားဘူး။အဲ့ဒီခုတော့ကောင်းတယ်။1946မိနစ်ထိဆိုစီတက်တက်ကစားထားတယ်။ 1 club ပုံစံမျိုးပေါ့လေအခုတော့ arsenal ရဲ့ player ဖြစ်လာတော့မှာပါအဲ့တော့ကျွန်တော်ညီကိုတွေတော်တော်များတော့ဒီကစားမရောက်ပါမလားရောက်လို့ရှိရင်လည်းပွဲထဲမှာ၃ပွဲ၄ပွဲကန်ပြီးတော့မှာပဲတပြင်းချလို့ရမယ်ပြောရင်ပဲစိတ်မပူပါနဲ့မာတင်ဇူမန်ဒီက arsenal ကိုရောက်ပါပြီအရင်တော့လည်းကျွန်တော်ပြောပြီးသားပဲ arsenal နဲ့ sociedad တကြားကဒီလိုကိစ္စတွေကြောင့်ကြန့်ကြာနေရပါအခုလည်းသိရတဲ့အတိုင်းပဲဇူလိုင်မရောက်မချင်းကို arsenal ကအိန္ဒိယရဲ့ပဲကစားသမားကိုဆက်ပြီးတော့ဖုံးကွယ်ထားသေးပါပဲဖြစ်ပါတယ် ဒုတိယမြောက်သတင်းတပုတ်ကတော့ဒါနိုင်ဂျီးရီးယားအခြေစိုက်သတင်းထောက်ဘူချိုလာပါကဖော်ပြထားပါဗောလေဒါကတော့တော်မက်ပါတီနဲ့ပတ်သက်တဲ့သတင်းမှာတော်မက်ပါတီအာဆင်နိထွက်ခွာဖို့ကတော့ 90ရာခိုင်နှုန်းထိရှိလာပြီဆိုပြီးသူကဖော်ပြသွားပါတယ်။အာဆင်နယ်အသင်းကနေပြီးတော့ဒီကစားမထွက်သွားနိုင်ချေ90ရာခိုင်နှုန်းရှိတယ်။လောက်ခါစားတိုးမပေးဘူးဆိုတော့ပါတီရဲ့ကိုယ်စားလှယ်ကစာရုပ်သက်တမ်းတိုးမှာမဟုတ်ဘူးဆိုပြီးတော့အာဆင်နယ်ကိုပြောထားတယ်။အာဆင်နယ်ကလည်းလာစားတိုးမပေးချင်ဘူး။ဒီကစားသမားနဲ့ပတ်သက်ပြီးလာမယ့်တစ်ပတ်အတွင်းမှာနှစ်ဦးနှစ်ဖက်ကြားမှာအပြီးပြင်းဆုံးဖြတ်သွားဖို့ရှိသေးပြီးဖော်ပြသွားတယ်။အဲ့တော့အချိန်နေရရဆိုရင်တော့အာဆင်နယ်ကလည်းတိုးမပေးဘူး။ကစားသမားလည်းတိုးမရရင် မနေဘူးအဲ့ဆိုတော့60ရာခိုင်နှုန်းကတော့တောမတ်ပါတီနဲ့အာဆင်နယ်ကြားမှာရေဆက်ကုန်မှုတော့တဖြည်းဖြည်းနှီးဆက်လာပြီးတော့လေဒီသတင်းတွေဖြစ်နေချင်းမှာပဲတိုက်တိုက်ဆိုင်ဆိုင်အာဆင်နယ်ကဈေးကွက်ထဲမှာ DM player တွေရှာနေ CB လာကဒီ Lucy Akumi ဆိုတဲ့ပေါင်18တန်းတန်း DM player လေးရဲ့နောက်ပြီးတော့အသက်32နှစ်ရဲ့ Brandford ရဲ့ Christian Nokke ရဲ့အဲ့ဒီကစားသမားတွေလိုက်ကြည့်နေ။နော့ကတ်ကတော့အသက်ကြီးပြီ။ဒါပေမဲ့ပရီးမီးယားလိမှာအသားကျလာမှိုင်မဲ့ဇူးမတ်ဒီအရန်လောက်ပဲအဆင်ပြေမယ်။ဒါပေမဲ့ Brandfo တို့ကရောင်းပါမလားဆိုတော့အချက်ပေါ့လေအဲစီဗီလာလူစီအကူမီကလည်းကောင်းတော့ကောင်းတယ်ဒါပေမဲ့တည့်ရတိုင်းပဲအဲ့ဒီဘက်ကကစားသမားတွေကောင်းတယ်ဆိုပြီးခေါ်လိုက်ပြီးတော့မှဆမ်ပီလူကုညာလူကစားသမားမျိုးတွေဖြစ်လာမှလည်းကြောက်ရသေးတယ်အဲ့တော့အသားမကြိုက်ပါဘူးတော့တစ်ချက်တော့စိုးရင်ရပါလေအခုပါတီနဲ့ပတ်သက်ပြီးတော့ဖီနာဘာချီ AC မီလန်တို့ကတော့ချင်းကန့်တယ်ပြီးတော့အဝေးရနေစောင့်ကြည့်နေဂျူမင်တက်တီကိုဘာစီလိုနာဒီအသင်းညာလည်းရှိရပါလေရန်တီလာစပေါ်ရဲ့ဖော်ပြထားချက်ရဆိုရင်ပါတီတာအာဆင်နယ်ကနေထွက်ခွာဖြစ်ခဲ့မယ်ဆိုလို့ရှိရင်အာဆင်နယ်အသင်းကြီးနဲ့အခြားကွင်းလေကစားသမားတို့ကို ခေါ်ဖို့အတွက်စ조사သွားဖို့ရှိရဆိုပြီးတော့သူကဖော်ပြထားပါတယ်အဲ့တော့အခြေအနေရေးရကတော့ပါတီအာဆင်နယ်ကနေထွက်ခွာဖို့တော့နီးစပ်လာပြီကျွန်တော်ပါတီကိုဆက်ပြီးနေနေချင်တာပေါ့ဒါပေမဲ့သူကဂျော်ဂျီညိုလိုမျိုးအသင်းကိုနောက်ပွင့်နေလက်ခုပ်တီးပြရမယ့်အနေထားအရန်ကုန်ပေါ်ရောက်သွားဖြစ်တဲ့အတွက်နေရရင်လည်းလစာတိုးပြီးလိုချင်တဲ့အတွက်နှစ်ဦးကြမှာဆက်ပြီးဆွေးနွေးပါလိမ့်မယ်ဂျွန်30ရက်လည်းမကြခင်ကုံတော့မှာဆိုတော့ပါတီအာဆင်နယ်မှာဆက်ရှိမယ်မရှိဘူးဆိုတော့လာမယ့်ရက်တရက်ဘက်ကပဲအဆုံးဖြတ်ဖြစ်သွားတော့မှာပါကျွန်တော်ထင်တာကတော့ပါတီထွက်ခွာသွားတော့မယ်လို့ထင်ပါတယ် တတိယမြောက်သတင်းတစ်ပုဒ်ကတော့ Football Insider ကဖော်ပြထားပါလေဒါကတော့ Nathan Butler ODTG မှတ်မိသေးလား Champion League လို့ပွဲစဉ်မျိုးတွေမှာအရန်ကွာနေပြီးတော့ဒါမိနစ်60လောက်ကျမှဝင်ပြီးစောကွင်းရတဲ့လူငယ်ကစားသမားလေးသူ U23 မှာဆော့နေရတဲ့တွေ့ကျွန်တော်တိတ်တော့မှတ်မှတ်မိရောအဲ့ဒီကစားသမားလေးကဒီဂျွန်30ဆိုရင်အာဆင်နယ်ကနေပြီးအလွတ်နဲ့ထွက်ခွာတော့မှာ free agent ဖြစ်ပြီအဲ့တော့ဒီကစားသမားရဲ့ quality နဲ့ပတ်သက်ပြီးတော့အများအားစောင့်ကြည့်ပြီး Arsenal စီကနေလာပြီး manager ဖြစ်တဲ့ Stran Grant ကတော့ဒီကစားသမားကိုစိတ်ဝင်စားနေတယ်အလွတ်နဲ့မှဘူးချောင်းနေအရှိမတုံးကဟိုကျွန်တော်တို့ရဲ့လူငယ်ချေတလေးလို့ပြောလို့ရတဲ့မီကာဘီယက်ကိုသူတို့ခေါ်သွားခဲ့တာ Euro 4000နဲ့ပြီးလဲပြီးတော့ Euro 73000နဲ့မိုနာကို မကြောက်ပြန်ပြီးရောင်းချပလိုက်တာအဲ့တော့သူတို့ကတော့အမျက်တမိရောင်းနေအာဆင်နယ်တို့ကအဲ့ကနေဆဲအောင်ကောရရတယ်ဆိုပေမဲ့အာဆင်နယ်တို့ကလူငယ်သားမတူကိုဘလို့ထိမ့်ပြီးဘလောက်ထိရမှရောင်းမယ်ဆိုတဲ့ plan ကောင်းကောင်းမရှိဘူးအခုဆိုလဲနေတန်ပတ်လောက် OEDG ကိုအတင်းကြီးမှမတုံးဘူးကွာဆိုတဲ့ပုံစံမျိုးနဲ့အလွတ်နဲ့လက်လွတ်လိုက်တယ်အမှန်တကယ်တော့လေစာချုပ်လေးချုပ်ထား အငှားတွေချခြေစွန်းတက်လာရင်ဈေးတစ်ခုရရင်ရောင်းမရောင်းရင်ကိုယ်တိုင်သုံးအဲ့တော့အာဆင်နယ်အသင်းရလူငယ်နဲ့ပတ်သက်တဲ့ process တွေမှာရောလူကြီးတွေဝယ်တဲ့အပိုင်းတွေမှာရောအရှင်ရွှေကစားမကြီးတက်တန်းတိုးတဲ့အပိုင်းမှာဘတ်ပေါင်းစုံပါလေတကယ်ကိုရှီအိုးဆွဲနေခဲ့တာပြောရင်လည်းဆဲစရာတွေပဲအခုကျွန်တော်တို့ဒီသူတို့နဲ့ပတ်သက်ပြီးတိတ်ပြီးမပြောသေးဘူးဆိုတာက၈လပိုင်းကုန်အထိ transfer ကအဖွင့်ပိတ်ရှိသေးတယ်အဲ့ချက်ကြောင့်ကြည့်အဲ့ဒါဆိုကျွန်တော်တို့ဒီကစားမလေးအကြောင်းပြောလိုက်အောင်အသက်၂၂နှစ်ရဲ့အင်္ဂလန်သားတော့ဒီလကုန်မှာ free agent ဖြစ်ထွက်မယ် student grant ကလည်းဒီကစားမကိုချောင်းနေတယ်အာဆင်နယ်တို့နဲ့ဒီကစားမနဲ့မသက်ဆိုင်တော့ဘူးအဲ့တော့ဟိုကနေလွတ်လပ်လပ်နဲ့မာသွားလို့ရမယ်အနေထားပေါ့လေ premier league တပွဲကန်တယ် champion league တပွဲကန်တယ်နှစ်ပွဲစလုံးကလည်း wc မှုတ်ပြီးပွဲပြီးကန်နေကြမှာဝင်ဆုံးခွင့်ရတယ်အဲ့ဒီကစားမဘက်ကတွေးမယ်ဆိုလဲထွက်သွားတာမှန်တယ်ရှိနေလို့ရှိရင်လည်းသိရမလား ဆီနီယာ level ရောက်ဖို့ဆိုတာတိတ်ပလွယ်တဲ့အနေထားပဲအဲ့သူကတော့အာဆင်နယ်မှာနေတော့အငှားတွေထွက်ဆော့ခဲ့ဘူးရှိတယ်လီတူးကလပ်ချက်တင်ဟန်နဲ့အစရင်တန်အဲ့ကလပ်တွေမှာတော့သူအငှားထွက်ဆော့ခဲ့ဘူးတာရှိတယ်ဘာပြောပါ နေတန်ပတ်လောက် OEDG ဆိုတော့အာဆင်နယ်ရဲ့ဒီ senior level trainee ပါမှာကြာခဏခုံချင်းခံရတယ်။ကြံခဲ့တဲ့ရာသီတော့လည်းနှစ်ပွဲလောက်တော့ဝင်ဆော့လိုက်ရတယ်ဆိုပေမဲ့ကျွန်တော်တို့မြန်မြန်တက်မိတဲ့ player ဖြစ်တော့ရှိရပါလိမ့်။ movement leader တော့မစိုးပါဘူး။လူငယ်သားမှတူကတော့တည့်ရတိုင်းပဲဘောလုံးစက်ခုံပေါ်ရောက်လာဖို့ဆိုရင်တော့အဲ့လိုအခက်အခဲတွေအများကြီးကိုကြော်ဖြတ်ရပါတယ်။ ဘောလုံးပွဲတွေကိုအပျော်အဖြစ်စီးပွားဖြစ်ဖြစ်ဖြစ်ကစားကြည့်နေဆိုရင်တော့ကိုထွတ်စီမှာလာပြီးတော့ကစားလို့ရနေပါပြီ။ကိုထွတ်စီမှာဘောလုံးပွဲလာဆော့မယ်ဆိုရင်တော့ Viber ဖုန်းနံပါတ်တင်ရောက်ကို4669လုံး33 Telegram နံပါတ်39ကို0953 9200ကိုဆက်သွယ်ပြီးတော့ဘောလုံးပွဲကစားနိုင်ပါတယ်။ဘောလုံးပွဲနဲ့ပတ်သက်ပြီးတော့ကိုတက်နိုင်တဲ့ပမာဏနဲ့ဆော့ဖို့လည်းအကြံပြုပါရစေ။ဘယ်မှာပဲဆော့ဆော့ပါ။ကျွန်တော်စီမှာလာပြီးဆော့လို့ရှိရင်တော့လာဆော့သူတိုင်းဘောလုံးပွဲနိုင်ပါစေလို့ကျွန်တော်ကတော့ဆုတောင်းပေးပါရစေ။ ။နောက်ဆုံးသတင်းတစ်ပုဒ်ကတော့ဒါငယ်ဘွားကလပ်ကိုလာလီဂါစီကိုထမ်းတင်ပေးနိုင်ခဲ့တဲ့မော်ဆီယာဆန်ဒီကာဆိုလာနဲ့ပတ်သက်ပြီးတော့ဖော်ပြပေးသွားမှာပါ။1996ကနေပြီးတော့2003ခုနှစ်ထိအဲ့ဒီကလပ်တင်မှာသူကကျင်လည်ခဲ့တာ။အဲ့တော့ဆန်ဒီကာဆိုလာကတော့ဒါရှုံးထွက်အစ်စ်မာတော့က free kick နဲ့ကလပ်တင်ကိုဒီရှုံးထွက်ဖိုင်နယ်ထိတန်းတင်ပေးနိုင်ခဲ့တယ်။ဖိုင်နယ်မှာဆိုလည်းအရေးပါတဲ့တကူသွင်းပေးနိုင်ခဲ့တယ်။တကယ်ကိုမှအိတ်ကလပ်အသင်းကိုလာလီဂါကိုထမ်းတင်ပေးနိုင်ခဲ့တာပေါ့လေ။တချိန်တော့ဆိုအာဆင်နယ်ဆေးဖွဲ့လူတွေကဘယ်လိုပြောလဲဆိုတော့ ဒီတန်ရာကိုခွဲစိတ်ပြီးသွားလို့ရှိရင်တောင်မှတဲ့မင်းအနေနဲ့ပန်းညံတဲ့မှာမင်းရဲ့ခလေးတွေနဲ့တူလမ်းလျှောက်နိုင်ရင်ကံကောင်းဆိုပြီးမှတ်ချက်ပေးခံရတယ်။ဒါပေမဲ့အာဆင်နယ်တွေထွက်ခွာသွားပြီးနောက်ပိုင်းမှာသူသွားရောက်ခဲ့တဲ့အသင်းတွေအားလုံးပေါင်းလိုက်ပွဲ200နီးပါးလောက်ဆော့ခွင့်ရခဲ့တယ်။အဲ့လောက်ထိအောင်မှကစားနိုင်ခဲ့တယ်အာဆင်နယ်မှာတော့ဆေးဖွဲ့ညံပြင်းနဲ့ပြောမလားအင်္ဂလိပ်ကစားဟမ်းမှာအဆင်မပြေတယ်ပြောမလားမသိဘူးဒိုင်ယိုင်းနဲ့တော်တော်လေးရုန်းကန်ခဲ့ရတဲ့ player အဲ့တော့ဆန်တီကာဆိုလာကတော့ သူ့ကစားသမားဘွားအနာမယူခင်မှာသူ့ရဲ့ငယ်ဘွားကလစီကိုပြန်နိုင်ခဲ့တယ်အဲ့ဒီမှာလဲလောက်ခလာတော့သူကတပြားမှမယူဆိုပြီးတော့ကစားခဲ့တာဒါပေမဲ့ဒီလာလီကာရဲ့စီးမင်းတွေကငွေကြေးတပြားမှမယူပဲကစားဝင်မရှိဘူးဆိုတဲ့အတွက်စတိသဘောမျိုးနဲ့ပဲနည်းနည်းယူတယ်ဒါပေမဲ့အဲ့ရတဲ့ပမာဏတွေကရောဂျာစီရောင်းရငွေတွေကရောပမာတချို့ဒါလူငယ်အကယ်ဒမီကိုသူလှူဒန်းခဲ့တာရှိတယ်အဲ့လိုမျိုးပေါ့လေအသက်40ရွယ်စပိန်သားတစ်ယောက် အခုကျွန်တော်တို့သူနဲ့ပတ်သက်ပြီးကျွန်တော်ဝမ်းသာတဲ့သတင်းတစ်ပုဒ်ရှိတယ်။အဲ့ဒါကစားသမားတွေကိုတဦးချင်း NTPG ရဲ့ discount လောက်ရတဲ့အပိုင်းမှာဟိုထောက်ခွာတော်ကြီးဖြစ်တဲ့ကာလုတ်ကွီစတာနေရာကိုဟို RTI ရဲ့ညီပြအဖွဲ့ဖြစ်ကာဆူလောက်ပြင်ပြီးသွင်းမယ်လို့လည်းကြားသိရတယ်။တကယ်ဆိုရင်တော့ဒါဝမ်းသာစရာပဲ။အဲသူကတော့ဒါမာလာဂါနေပြီးတော့အာဆီနယ်ကို UO 16သန်းနဲ့ပြောင်းလာခဲ့တာ။2018ခုနှစ်ရောက်တော့ဘီလာကြီးရဲ့ကိုပြောင်းသွားတယ်။အဲ့ရမှာ LS Obido အဲ့လိုပြောင်းသွားခဲ့ပြီးတော့အခုဆိုလို့ရှိရင်တော့ဒီယာဒီကုံမကစားမဘွားနားလို့ရှိရင်တော့အာဆင်နယ်မှာနီးပြဖွင့်ဖြစ်လာမှာတော့မသိဘူး။အဲသူတစ်ချိန်လုံးကပြောခဲ့တာရှိရဲအာဆင်နယ်တင်းတာဝန်ရှိသူတွေကကြည်ဖြူမယ်ဆိုလို့ရှိရင်တဲ့ကစားသမားဘွားနောက်ဆုံးအပိတ်တပွဲကိုအာဆင်နယ်တင်းစီမှာဝင်ပြီးကစားကျင်နေတဲ့ဟိုပွဲတော့ဝက်ပဲဖြစ်ဖြစ်ဆိုပြီးတောင်းဆိုဘူးတာရှိရဲအဲ့ဒါက2023လုံးကနေတွေ့အဲ့ဒါဆိုဒီကစားသမားသာအာဆင်နယ်ရဲ့ ပြောမယ်ဆိုရင်နီးပြောက်ဖို့ရင်တူဖြစ်လာမယ်ဆိုရင်တော့ဒါအာဆင်နယ်ရဝန်းမှာတော့ကိုယ့်ရဲ့လေးကြိုက်နဲ့ပတ်သက်ပိုပြီးနှွေးထွေးတဲ့အပြုမှုတစ်ခုလိုပဲပြောမယ်ပေါ့လေဘာဆိုလာသတင်းတွေကိုတော့ကျွန်တော်ကမနစ်ကတည်းကတင်ဆက်ပေးခဲ့တာသူဘယ်ကိုရောက်သွားပြီဘာလုပ်လဲဆိုတော့တချိန်တော့ကျွန်တော်ရမ်းကြိုက်ခဲ့တဲ့ကွင်းလေပလေယာရက်ကလေးပူပူလေးဆိုရင်မဲ့ဘောလုံးဖြတ်နိုင်တော်တော်ကောင်းတယ်အာဆင်ဝင်းကားကြီးကတကယ်လက်ဆွဲပလေယာပေါ့လေအဲ့ဆိုကာဆူလာတော့သူချစ်တဲ့ငယ်ဘွားကလပ်ကိုတော့လာလီဂါကိုထမ်းနေပေးနိုင်ခဲ့ပြီအဲ့တော့လာမေ့ရသည်ပါအိုဘီဒိုမှာဆက်ပြီးကစားမလားကစားမဖို့အနိုင်ပိုင်းပြီးတော့နှုတ်ဆက်သွားမလားဆိုတော့လာမေ့ ရတဲ့တဲ့ဘက်ဒီမှာကျွန်တော်စောင့်ကြည့်သွားမှာပါကဲအဆုံးထိကြည့်တဲ့လဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ